Airbus ကုမ္ပဏီကထုတ်လုပ်တဲ့ A320 အမျိုးအစားလေယာဉ်တွေကိုအရေးပေါ်ပြင်ဆင်မွတ်မှတ်မှုတွေလိုအပ်နေတာကြောင့်ခရီးစဉ်ပြေးဆွဲမှုနှောင့်နှေးတာတွေကျုံ့လာနိုင်ကြောင်းနိုင်ငံတကာလေကြောင်းလိုင်းတွေကသတိပေးကြေညာခဲ့ပါတယ်။ဥရောပလေကြောင်းနည်းပညာလုပ်ငန်းစုကြီး Airbus ကစုစုပေါင်းလေယာဉ်6000လောက်မှာပြင်ဆင်ရမယ့်ကိစ္စတစ်ခုရှာတွေ့ခဲ့တာကြောင့်လေယာဉ်တွေပြန်တမ်းမှုကိုဆိုင်းငံ့ထားစေဖို့လေကြောင်းလိုင်းတွေစီအကြောင်းကြားခဲ့တာပါ။ Airbus ကရှာတွေ့ထားတဲ့ကိစ္စကတော့အရန်ဆူးရှပြင်းထန်တဲ့နေရောင်ဟာ A320 လေယာဉ်တွေရဲ့ digital အချက်အလက်တွေပေးပို့မှုကိုအနောက်အရှက်ဖြစ်စေနိုင်တယ်ဆိုတဲ့ပြဿနာပါဒါပေမဲ့လေယာဉ်အများစုမှာတော့ရိုးရှင်းတဲ့ software အစစ်မြစ်တဲ့မှုလောက်နေတယ်ဒီကိစ္စကိုပြေလည်အောင်ကင်တွယ်နိုင်လိမ့်မယ်လို့ယုံကြည်ရပါတယ်ဒါပေမဲ့လည်းလေယာဉ်တွေကိုပြန်တန်းခွင့်အဆိုင်ငံ့ထားရတာမျိုးဟာရပ်ပိုင်းလောက်ကြာနိုင်ပြီးအဲ့ဒီအတွက်နိုင်ငံတကာခရီးစဉ်ပြန်တန်းပြေးဆွဲမှုတွေမှာနောက်နေတာတွေဖြစ်ကောင်းဖြစ်လာနိုင်တယ်လို့လေကြောင်းလမ်းတွေကကြိုတင်တရေပေးထားတာဖြစ်ပါတယ် Airbus က အခုပြဿနာကို American မှာအသုံးပြုနေတဲ့ A320 အမျိုးအစားလေးယာဉ်တစ်စီးမှာတွေ့ရှိခဲ့ကြောင်းအရေးပေါ်မွမ်းမံပြင်ဆင်ဖို့လိုအပ်တဲ့ကိစ္စအတွက်ကြုံလာနိုင်တဲ့အနောက်ရှက်တွေအတွက်တောင်းပန်လိုကြောင်းကြေညာခဲ့ပါတယ်။ Airbus ရဲ့အဆိုအရလေယာဉ်ပေါင်း9100လောက်ကတော့ဒေါနိုင်လောက်တာကြာတဲ့ software update လုပ်ယုံနဲ့ပြင်ဆင်မှုတွေပြီးစီးနိုင်တယ်လို့သိရပါတယ်။ဒါပေမဲ့ပိုပြီးဟောင်းနှုတ်နဲ့အစည်းရေ900လောက်ကတော့ကွန်ပျူတာစနစ်တွေပေါ်ပြင်ဆင်အစားထုတ်ဖို့လိုအပ်ပြီ အဲ့ဒါတွေမပြီးခင်ခီးသည်တွေတင်ဆောင်ပြန်တန်းခွင့်မပေးနိုင်ကြောင်း Airbus ကပြောပါတယ်ဒီကိစ္စကြောင့်ခီးသည်တွေဖောက်တဲ့တွေအတွက်လုပ်ငန်းဆိုင်ရာအနောက်အချက်တွေကျုံတွေ့သွားနိုင်တာကိုသဘောပေါက်ပေမဲ့မဖြစ်မနေလုံဆောင်ရမယ့်အခြေအနေဖြစ်တာကြောင့်နားလဲပေးစီလိုကြောင်းလဲမြေတားရက်ခံသွားခဲ့ပါတယ်ရှင်